ရန်ကုန်တိုင်း၌မိုးကြီးနိုင်ပြီးမြဝကျွန်းပေါ်နှင့်ရခိုင်ကမ်းရိုးတန်းအနီး၌လေတိုင်နှုံးမြင့်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လမ်းမဲအပတ်အတွင်းမှာရန်ကုန်တိုင်းမှာမိုးကြီးနိုင်ပြီးမြဝကျွန်းပေါ်ကမ်းရိုးတန်းနှင့်ရခိုင်ကမ်းရိုးတန်းအနီးရှိပင်လယ်ပြင်တွေမှာလေတိုင်နှုံးနဲ့လှိုင်းအမြင့်ဖေးတွေမြင့်တက်နိုင်တယ်လို့ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါသေးတယ်။ အေယဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့မွန်ပြည်နယ်တွေမှာမေလ14ရက်ကနေ16ရက်နေ့တွေမှာ24နာရီအတွင်းမိုးရေချိန်55မီလီမီတာအထက်နှစ်လက်မအထက်မိုးရွာသွန်းနိုင်မယ်လို့ဆိုပါတယ် ဒါအပြင်ရန်ကုန်တိုင်းရဲ့ထွင်းရှိလေကူကုန်းတလက်ပေါင်းကြောက်တန်းနယ်၃ခွာမြို့နယ်တွေမှာမိုးရေချိန်30မီလီမီတာကနေ50မီလီမီတာနီးပါးအထိတည်တရမနှစ်လက်မကနေနှစ်လက်မကျော်အထိမိုးရွာသွန်းနိုင်ကမိုးများနိုင်မယ်လို့လဲဆိုပါတယ် အဲ့ဒါအပြင်လေပြင်းအားနယ်ရှံဝန်းချောင်းမေလ16ရက်နေ့ညပိုင်းလောက်ကစပြီးဘင်္ဂလားပင်လယ်အော်အလဲပိုင်းပင်လယ်ပြင်မှာအားကောင်းတဲ့လေပြင်းအားနယ်ရှံဝန်းတစ်ခုဖြစ်လာပြီးနောက်ရက်တွေမှာအားပိုကောင်းလာနိုင်တာတွေးရထဲလို့လဲဆိုပါတဲ့ မေလ18ရက်ကနေ19ရက်အတွင်းနေ့ရက်သွေးမှာထော့မြို့ဝကျွန်းပေါ်ကံယူရန်နဲ့ရခိုင်ကံယူရန်အနီးပင်လယ်ပြင်မှာလေးတိုင်းနှုံးအမြင့်ဆုံးတနာဤမိုင်း40နဲ့လှိုင်းအမြင့်10ပေးအထိ အမြင့်ဆုံးဖြစ်နိုင်ကြောင်းတွေးရထဲလို့သိရပါတယ်ရှင်